။ဦးစင်းရဲ့ဘွဲ့တော်ကအရှင်သရိန်ဒါလင်္ကာယတဲ့ရမ်းပြက်ကပါ။ဒီနေ့ခေတ်မျိုးဆက်သစ်တန်ခါလောကမှာဒီဦးစင်းလောက်တော်တဲ့သူရှားပါတယ်။တနိုင်ငံလုံးမှာအတော်ဆုံးလို့တောင်ပြောလို့ရတဲ့ဦးစင်းမှာသာသနာပိုင်းဆိုင်ရာမှာဘလောက်ထိတော်မှာပြည့်ရပြိပတ်ကျွမ်းကျင်လဲဆိုရင်လင်္ကာရဘွယ်ပေါင်းမျိုးစုံကိုတော်မှာ အောင်မြင်ရယူနိုင်တဲ့တပါတီတော်သူပါလင်္ကာရအဖွဲ့ကိုပါဠိလိုဖြေဆိုရယူနိုင်တဲ့ပုဂ္ဂိုလ်ဟာသိရှားပါလွန်ပါတယ်ဒီဥစဉ်ကတော့ပါဠိလိုကြီးပဲအောင်မြင်ခဲ့တာပါအဲ့ဒီရှားပါလွန်တော့ကိုပဲဥစဉ်ဟာအောင်မြင်ခဲ့တဲ့အတွက်ကြောင့်ဒီလောက်ထိကိုတော်ပါတယ်တက်တော်ကလည်းတကယ်ကိုငငယ်ပါတယ်ဥစဉ်ဟာစိတ်မကောင်းစရာပဲလှုပ်ခတ်သွားတဲ့ငလင်ကြီးမှာ ြောင်းတော်မူသွားခဲ့ပါတယ်။သဒ္ဒနာတော်အတွက်တကယ့်အဆုံးရှုံးမှုပါ။ဥပဇင်းဟာနေတိုင်းသိအေးနေ။နောက်ပြီးတော့ပြပီးနေထိုင်တဲ့အနေထိုင်အေးလုံးကောင်းလုံးလို့သူ့ကိုလူတွေတော်မှသိမသိကြဘူး။လူသိအောင်လည်းမနေဘူး။ဒီနေ့ခေတ်မှာဒီလူမျိုးသိကိုတော်တဲ့ပါရမီရှင်ပုံကိုယ်တွေမရှိတော့ရှားတော့ပါပြီ။အခုတော့သာသနာမျိုးဆက် တဲ့ကျဲတပွင့်ဟာတိတိစိတ်ပဲကြွေလွန့်သွားခဲ့တာဘယ်သူမှမသိသလိုပါပဲတိတ်တော်တဲ့ဦးစင်းအတွက်တကယ်ကိုတိတ်ဆိတ်လွန်လာပါတယ်ရေးဒီဦးဖော်ပြကြာခြင်းမရှိတာလဲတိတ်ဝန်းနေစရာကောင်းလွန်ပါတယ်ဦးစင်းဟာစာချတန်းပြီးရင်ပြီးဝင်သားဆက်မယ်တဲ့ပြီးဝင်သားဆက်ပြီးရင်တော့တိပိတကဆက်လျှောက်မယ်တဲ့အင်မတန်ကိုညှော်လင့်ချက်ကြီးတဲ့တန်ခါတော်တစ်ပါးပါ ဒီလောက်ထိကိုရည်မှန်းချက်လည်းကြီးပါလိမ့်ခုတော့မြင့်မြတ်တဲ့ဘုံဘွားမှာအေဂျင့်စွာဆန်နေပြီလို့ယူဆရပါတယ်တက်တော်လေးကဘာရှိမှလဲ26နှစ်တဲ့ဝါတော်က9ဝါမျှသာရှိခဲ့ပါလိမ့်ရခိုင်ပြည်နယ်ရမ်းပြတ်မှုနယ်သင်္ကနတ်ရွာဇာတိဘွားပါအရှင်သရင်တာလင်္ကာရပါဒီဦးစင်းလေးရခဲ့တဲ့ဘွဲတွေကိုကြည်ပါဦး။ဆယ်ဘွဲထက်မလဲပါဘူး။ပါဠိကောသလဘွဲ ဝိနိယဝိတုပွဲအင်ဂုတ်တရနိကာရဝိတုပွဲရခပူရတာမဏိကျော်ပွဲပါဠိပထမသာသနာလင်္ကာရတာမဏိကျော်ပွဲမောကျွန်းပါဠိပထမသာသနာဝန်ဆောင်တာမဏိကျော်ပွဲပါဠိရန်ကုန်တကြတိဟတာမဏိကျော်ပွဲမန္တလေးပရိယတိတဒမရခိတတာမဏိကျော်ပွဲပကူပထမတန်းနဲ့ပဲအောင်မြင်ပါလေ ရှေပါရမီပရိယတိသာသနာလင်္ကာရသာမဏေကျော်ဘွဲ့ပါဠိတထုံဓမ္မယရနာ လင်္ကာရသာမဏေကျော်ဘွဲ့ပါဠိလို့ဖြစ်ပါလိမ့်။သာမဏေကျော်လောကထဲမှာတော့ပါဠိလို့ဖြေဆိုပြီးပထမတည်းရရှိခဲ့တဲ့ဥစဉ်ပါ။ပန်ကုန်းသာမဏေကျော်လောကမှာသာမဏေကျော်ဘွဲ့အများဆုံးရရှိခဲ့သူဆိုမှမပါဘူး။တက်တော်လဲ26နှစ်ပဲရှိပါသေးတယ်။ဗလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးဥလသိန်းဗိမာန်မှာဥစဉ်လေးဟာစာဖြင်းနဲ့ ပြန်လည်တော်မူရှာတယ်လို့သိရပါတယ်။အင်မတန်မှစိတ်မကောင်းဖွယ်ရပါသဒ္ဒနာတော်အတွက်လည်းအင်မတန်မှစိတ်နှလုံးညှို့ချွန်ဖွယ်ရဖြစ်ပါတယ်။ဒီငလျင်ကြီးမှာမန္တလေးကမစိုးရင်တိုက်လည်းတော်တော်လေးကိုထိခိုက်ခဲ့ပါတယ်။မစိုးရင်တိုက်တဲ့ကြီးဆိုရင်ပြိုကျပျက်စီးခဲ့ပါတယ်။မန်းမြို့တော်မိသားစုကလူဒန်းထားတဲ့6ထပ်အဆောင်ကြီးဖြစ်ပါတယ်။ဥလသိန်းဘိဘေမှာစံမွဲဖြေကြတဲ့သာသနာအရှင်သူမြတ်ပေါင်း တန်ကတော့58ပါပြုလုပ်တော်မူပြီးတော့190လောက်တော့ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။မစိုးရင်ကြောင်းတိုက်တစ်ခုအပြင်တန်ကတော့22ပါပြုလုပ်တော်မူခဲ့တာဖြစ်ပါတယ်။အခုတော့တန်ကတော်တွေပြုလုပ်တော်မူခဲ့တဲ့ဦးလာသိန်းသောဒနာဘိမှန်အစောင့်ပြိုကြားမှုတွေရှင်းလင်းလုပ်ငန်းတွေဟာဆောင်ရွက်ပြီးစီးသွားပြီဖြစ်တယ်လို့ပရိယတ်တိသာသနာဟိတအသိကြီးကပြောပါလေ။ဦးလာသိန်းသောဒနာဘိမှန်မှာအစာဖြစ်တန်ကတော်600ကျော်ဖြေကြားခြင်း မလ28ရက်နေ့ကလှုပ်တဲ့ငလင်ကြီးကြောင့်ဗိမာန်ရဲ့ညာဘက်ခြမ်းပြိုကျခဲ့ပြီးတော့တန်ကားတော်တွေထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါလိမ့်။ဒါဟာသာသနာဘော်တော်မှာပေါ်ပေါက်မဲ့အနာဂတ်အတွက်ယဟန်တန်ကားတွေဆော်ရှောင်းရတဲ့အတွက်ဝမ်းနဲ့မဆုံးခံစားရချက်ပဲဖြစ်ပါလိမ့်။စာဖြစ်တန်ကားတော်တွေဟာဓမ္မစရိယနဲ့ဘိဝန်သားဆောင်းဝဲဖြီဆိုနေတဲ့စာဖြစ်တန်ကားတော်များပဲဖြစ်ပါလေ။အနာဂတ်သာသနာအတွက် အင်မတန်မှအောက်ကိုအထပြုရမယ်စာတက်ပေတက်အရှင်သူမြတ်များပါသာသနာတော်မှာ အခုပြုံတော်မူသွားတဲ့ဆရာတော်အပါ60နီးပါးထဲကနေပြီးတော့သာသနာပိုင်ချုပ်ထိတန်ခါမဟာနယကအဖွဲ့တွေထိတော်မှာဖြစ်လာနိုင်တဲ့ဆရာတော်ပေါင်းများစွာဆရာတော်လောင်းလျာပေါင်းများစွာလည်းပါဝင်သွားတယ်လို့ပြောလို့ရပါတယ်မန္တလေးမှာ ထိခိုက်သွားတဲ့နေ့မှာ ငလင်ကြီးကြောင့်မန္တလေးမြို့အနောက်ထီလင်းတိုင်အလဲကြီးကြောင့်လည်းဖြိုချပျက်စီးခဲ့ပါတယ်။ကိုရင်၄ပါးထိခိုက်ဒဏ်ရပါတယ်။ပြည်တော်မူတဲ့ကိုရင်၂ပါးလည်းရှိခဲ့ပါတယ်။ရှင်ဝိတုဒ္ဒရွှေဘိုထဏောင်းနဲ့ရှင်တုတ်စိတ်ဒနထိုးကြီးတပြေသာတို့ကပါအပြင်ဆွန်ဟင်းချက်ဝေဟာဝစားတွေပြုလုပ်ပေးတဲ့ဒကမနူလည်းတည်ဆုံးခဲ့ပါတယ်။ဒါကဆုံးရှုံးမှုတွေပါ။ဒါအပြင်မန္တလေးမြောက်တောင်ကျောင်းတိုင်းမှာလည်းဒံရရ ဈေးရုံရောက်စာဖြေတန်ကာ12ပါရှိပါလေပြန်တော်မူတဲ့စာဖြေတန်ကာတွေလည်းရှိတယ်လို့သိရပါတယ်ပြန်တော်မူတဲ့စာဖြေတန်ကာတွေကတော့ဥရာစရာဥဥဒမတာရာဥစန္ဒာသီရိဥသောပနာဖြစ်ပါတယ်ပြောင်းဆုံးနေတဲ့တန်ကာတော်တွေကတော့ဥဝိမလဥနန္ဒကဥဓမ္မဝုဒ္ဓဥအာလောကသူနောက်ပြီးတော့ဥလောကနန္ဒ ဥညာနိုင်သားတို့ဖြစ်တယ်လို့သိရပါတယ်။အဲဒီဥလသိန်းသာသနာ့ဘိမှန်ကြီး ပြိုချမှုမှာလွမြောက်ခဲ့တဲ့တန်ဃာတော်တစ်ပါးကတော့အခုလိုမျိုးပဲစိတ်မကောင်းဖွယ်ရေးသားပါတယ်။ဆောင်းဝဲဖြစ်နေပြိုချခဲ့တဲ့မန္တလေးမြို့မဟာအောင်မြေမြို့နယ်စာဖြေဌာနဥလသိန်းဘိမှန်ဟာတဲ့ပြင်အောင်ခွင့်တက်မှာခွင့်ရှိငလျင်ပြီးစာဖြေသံဃာတရထောင်ကျော်တဲ့ကပြောင်းတော်မူတဲ့ဥစဉ်နေတဲ့ဒဟန်ရဥစဉ်ပေါင်း150ခန်းရှိတယ်ဆိုပါလေ ိမိဟာလဲတဲ့အသက်ပေးပါတည်တည်လေးလွတ်ခဲ့တယ်တဲ့ဒီသဒနာပိမှန်ကြီးမပြိုကျတော့ဘူးထင်တယ်မပြေးမိတဲ့ဦးစင်းတွေနဲ့အပေါက်နဲ့ဝေးနေလို့ပြေးကွင်းမတာတဲ့ဦးစင်းတွေအပါဝင်ပြေးတော့လေအချိန်မီမီခဲ့တဲ့ဓမ္မစရိယစာဖြေတန်ခါဦးစင်းတွေဟာတဲ့ပြိုကျခဲ့တဲ့သုံးထပ်တိုးချဲ့ဆောင်ကြီးအလွန်ကြီးမားတဲ့အင်္ဂလိပ်အမိုးကြီးများ ပြိုကျပြီးတဲ့ဖိတဲ့ထံကိုခံခဲ့ရလို့တချို့နေရာမှာတင်ပြောင်းတော်မူပြီးတချို့မသေးပေမဲ့ဒဏ်ရာကိုစီနဲ့အလူးလဲခံခဲ့ရတယ်တဲ့ ဝေကျွေးများရှိရင်လည်းဒီဘဝဒီများနဲ့ပဲပြေးပါစေ ကြေးပါစေလို့ဆုတောင်းပတ္ထနာလှိုက်လဲစွာကျွေနှင့်နှလုံးသားတစ်စုံကိုပမာပြုလို့ဆုတောင်းပေးပါတယ်ဆိုပြီးအရှင်တိခ္ခလင်္ကာရအညာမီကလည်းရေးသားခဲ့ပါတယ်မြန်မာနိုင်ငံမှာစာတင်သားဥယျ2000ရှိတယ်မန္တလေးမြို့ကမစိုးရင်တိုက်တဲ့ဟာပြင်းထန်တဲ့ငလင်တောင်ခံလိုက်ရတဲ့အတွက်80%ကျော်ပျက်စီးသွားလို့စာဆက်တင်မှု မလွယ်တော့ဘူးလို့မစိုးရင်နိုင်ကစာချဆရာတော်တွေကမိတ်ပါတယ်မစိုးရင်တိုက်တက်မှာဆိုရင်ကျောင်းဆောင်ပေါင်း30ခန်းရှိပါတယ်စာတင်သားကိုရင်ဦးစင်ပေါင်း2000ကျော်လောက်ရှိပါတယ်ငလင်ကျောင်းအပား200လောက်သာရှိတော့ပြီးကျန်းစာတင်သားဦးစင်တန်ကားတွေကတော့မိမိတို့ရဲ့နေရက်တွေကိုပဲပြန်ကြွသွားပြီလို့ဆိုပါတယ်မစိုးရင်တိုက်တက်ကစာချဆရာတော်တပါဖြစ်တဲ့ ဦးဝိစိတ်တဘေးဝန်သားကလည်းမလ28ကပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့တဲ့မြင်းကလင်းတန်းကြောင့်တိုက်တက်ကတန်ခါတွေထိခိုက်မှုမရှိပေမဲ့စာဖြေသွားရင် စာဖြေဌာနပြိုကျတဲ့အထက်ပါသွားတဲ့တန်ခါတော့20ပါးပြုံတော်မူခဲ့တယ်လို့မိန့်ခဲ့ပါတယ်ဓမ္မစရိယစာမေးပွဲဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ဒီတိုက်တွေကလည်းစာပြေဌာနကိုသွားဖြစ်နေရင်စာပြေဌာနပြိုကျတဲ့အထဲပေါသွားတာကတော့စင်းကောက်လို့ရတာ20တပါးပါ ကျောင်းပုလေးတွေတောင်ပါသွားပါလေတဲ့အသစ်ဆောက်လက်ဆဆေးတုပ်လက်ဆတန်းလန်းတဲ့အဆောင်တော်မှာနေရနေအပ်ကွဲတာတွေပြန်ဖြစ်ခဲ့တယ်တဲ့ပြန်နေဖို့တော့မလွယ်တော့ဘူးတဲ့စာဖြေရဏပြူကြလို့ထိခိုက်ဒဏ်ရာခဲ့တဲ့ဦးစင်းနဲ့ကိုင်းနေပါဝင်ဒဏ်ရာပြင်းထန်ရလို့စေုံတင်ထားရတဲ့သူကတော့48ပါရှိပါတယ်ဒါတော့ခုချိန်ဒီစင်းအတီကြောက်လို့မရသေးတဲ့ဦးစင်းနဲ့ကိုင်းနေရှိတယ်တဲ့ဘယ်နှပါ ျောက်ဆုံးနေတယ်ဆိုတာတော့မဖြစ်ဆိုပါဘူးမစိုးရင်တိုက်တစ်ကစာတင်သားတွေသတင်းသုံးနေထိုင်တဲ့အထက်မြင့်အဆောင်ကြီးပြိုကျသွားတဲ့အထက်အပါ900လောက်ပြန်လည်တော်မူတယ်ဆိုတဲ့သတင်းဟာကောလာဟာလာတွေကဖြစ်ပြီးဂလင်းသုံးကြိမ်လုံမှာပြိုကျသွားတော့ပထမဆုံးကြိမ်လှုပ်ခရဲကစာတင်သားကိုရင်ဦးစင်းတွေဟာအောက်ကိုဆင်းနှင့်ပြီးသားဖြစ်နေပြီလို့ဆရာတော်ကမိန့်ပါတယ်တိုက်ကြီးပြိုတဲ့အခါလူတွေကတံငါးတွေပြိပြီးဘာညာပြောကြတယ်ကောလာဟာလာတွေကြားသိရတယ် တကယ်တမ်းကျတော့အဲ့ဒီတိုက်ကြီးကအင်မတန်ဒူအာကော်မီခံခံတဲ့အတွက်ပထမတစ်ချိန်ငလျင်လှုပ်ယုံနဲ့မပြိုဘူးပထမချိန်ငလျင်လှုပ်တဲ့ချိန်တန်ငါးတွေအကုန်လုံးအောက်ဆင်းသွားတယ်ဒုတိယချိန်မှာလည်းတိုက်ကြီးကမပြိုပါဘူးတတိယချိန်ကျမှပြိုသွားတဲ့အတွက်ကြောင့်မစိုးရင်တိုက်သည်တွင်မှထိခိုက်ဒဏ်ရာလည်းတော်မရှိသလောက်ပါပဲငလျင်ကြောင့်မစိုးရင်တိုက်သည်ကနိုင်ရင်စင်ကြီးဟာလုံးဝပြိုကျပျက်စီးသွားပြီးရေကားလည်း၄000ဆက်ရေကန်ကြီးလည်းပျက်စီးသွားခဲ့ပါလေ မစိုးရင်မူလတိုင်ဟောင်းမှာလည်းငလင်းကြောင်းចောင်းဆောင်တွေပြိုကျပျက်စီးပြီးတန်ဃာတော်၁၈ပါးပြည်တော်မူခဲ့တယ်လို့လူပုဂ္ဂိုလ်နဲ့ဧည့်သည်၅ယောက်တည်ဆုံးခဲ့ပါလေ။ငလင်းလောပြီးဆဲကျော်ချတဲ့အချိန်ထိလူမှုကွန်ရက်တင်နေတယ်ပဲပျက်စီးအဆောင်တွေကိုရှင်းလင်းဖြေရှင်းနေရပြီးခက်ခဲမှုရှိတယ်လို့ဆရာတော်တပါးဖြစ်တဲ့ဦးနိပုံနာကမိတ်ပါလေ။အဲကဆရာတော်တွေအားလုံးဘေးကင်းနေစာသီသားတွေကတော့၁၈ပါးလောက်ပြည်တော်မူသွားတယ်။နောက်လူပုဂ္ဂိုလ်ဧည့်သည်၅ယောက်လောက်အသက်ဆုံးရှုံးနေတယ်။ ကယ်ဆယ်ရေးကလည်းလူမှုကွန်ရီရပဲများပါတယ်သူတို့တွေလည်းအပြေးလွှတ်လာပြီးတော့ကယ်ဆယ်ရတာဆိုတော့ပစ္စည်းပစ္စည်းကမစုံဘူးပေါ့ဗျာအဲ့ဒီလိုအခက်အခဲရှိတယ်လို့ဆိုပါတယ်မစုံရင်တိုင်ဟောင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း119နှစ်လောက်ကတကားတယောက်ကလှူဒန်းခဲ့တာဖြစ်ပြီးကျောင်းဆောင်12ဆောင်လုံး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 လည်းကြီးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်ကျောင်းဆောင်တွေပျက်စီးသွားတဲ့နောက်ပရိယတ်ဒီစာပေတွေကိုဆက်လက်တင်ကြားနိုင်မှုယာယီကျောင်းဆောင်လေးတွေစောင့်ပြီးဆက်လက်တင်ကြားပြီးတော့ရင် ျက်စီးတဲ့ကြောင်းစောင်းတွေကိုပြင်ဆင်မယ်လို့မစိုးရင်ကြောင်းတိုက်ဘန်ကဆရာတော်တွေကတော့မိန်ခဲ့ပါတယ်